မင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာတတမီမီလေးတွေကိုပြန်လည်သင်ကြားပေးခြင်းနဲ့မိမီတွေအတွက်ပဲဖြစ်ဖြစ် ကိုယ်တိုင်ကိုကြာကိုယ်အိမ်မှာကိုစစ်စတရီလုပ်နေတဲ့တတမီမီလေးတွေအတွက်ပဲဖြစ်ဖြစ်သင်ကန်းစာလေးတွေအကျိုးရှိစေဖို့အတွက်ပြန်လဲအတွက်ပြန်လဲမျှဝေလိုက်ခြင်းဖြစ်ပါတယ်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကဘာလဲဆိုရင်တတိယဒန်းရဲ့ဇာတိတနဲ့ပြည်သူနေတီဘာသာရက်ကိုပြန်လဲမျှဝေသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီသင်ကန်းသင်ကန်းစာလေးကိုအဆုံးထိလေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်တယ်နော်ဟုတ်ကဲ့ပါပထမအဆုံးအနေနဲ့ တတိယတန်းဇာရိတနဲ့ပြည်သူနေတီဘာသာရပ်မှာဆိုရင် အခန်းအဖြစ်16ခန်းပါပါတယ်နော်အဲ့ဒီ16ခန်းနေရာမှာပထမဆုံးအနေနဲ့ကျမကငယ်ရွယ်သူအားညတာတနာဆိုတဲ့အကြောင်းအရာလေးကိုပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲတချို့မိမိတွေကလည်းလာပိုင်းမာတီကလေးတွေလည်းသိကျင်နေလာအလိုက်တည်ယူရတဲ့သင်ခန်းစာအကြောင်းအရာလေးတွေကိုလည်းလိုက်ဆွဲထားတဲ့အဲလာအလိုက် သင်ငန်းစာကောင်းစဉ်နဲ့အတူလအလိုက်ဆွဲထားတဲ့အဲပလန်လေးကိုလည်းပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဟုတ်ပြီ။ဇာတိတနဲ့ပြည်သူနေတီဘာသာရပ်ကစုစုပေါင်း82မှာ2ချိန်ရှိပါတယ်။အဓိကဘာသာရပ်အနေနဲ့ကတင်ကြားချိန်က68ချိန်မှာပြန်လည်တင်ကြားချိန်က8ချိန်မှာဒါကြောင့်စုစုပေါင်းဒီဇာတိတနဲ့ပြည်သူ နေတီဘာသာရပ်ကို82ချိန်တင်ကြားရမှာဖြစ်ပါတယ်။ဒါဆိုရင် အဲအခက်တစ်ကလေးကိုဆက်ပြီးတော့လေ့လာကြည့်မယ်နော်ဟုတ်ကဲ့ပါအဲပထမအဦးဆုံးအနေနဲ့တာတာမီမီလေးတို့ရေတယောက်နဲ့တယောက်မေးဖို့လေးတွေမေးကြည့်ကြရအောင်အပြန်အလှန်ဒါမမူရင်လေ group A နဲ့ group B မေးခွန်းလေးတွေကိုအပြန်အလှန်မေးကြည့်ကြမယ်နော်ဆိုပြီးတော့သင်ခန်းစာလေးကိုစတင်ပါမယ်အဲ့လိုစတင်ပြီးတဲ့အခါမှာကဲတတမီမီလေးတို့ရေ တငယ်ချင်းတို့အိမ်မှာငယ်တဲ့သူတွေရှိသလားတာတာမီမီလေးတို့အိမ်မှာရောငယ်တဲ့သူတွေညီကိုညီလေးတွေညီမလေးတွေမောင်လေးတွေရှိသလားသူတို့ကိုတာတာမီမီလေးတို့ကဘယ်လိုဂရုတစိုက်နဲ့စောက်ရှောက်တလဲနော်အိမ်အနီးမှာကိုယ့်ထဲငယ်တဲ့သူတွေရှိသလားသူတို့ကလည်းတာတာမီမီလေးတို့ကဦးစားပေးမှုပါသလားဘာတွေလုပ်ပေးသလဲ စတဲ့အချက်ကလေးတွေကို အပြန်အလှန်စဉ်းစားကြပါမယ်။ဟုတ်ပြီ။ဒါဆိုရင်ဒါလေးတွေကိုစဉ်းစားပြီးပြီဆိုရင်တတမီမီလေးတို့ရေအဖြေလေးတွေလည်းရသွားပြီ။တတမီမီလေးတို့ဖြေတဲ့အဖြေလေးတွေဟာတိမ်မဲ့တိမ်ငန်းစာနဲ့ကိုင်းညီမှုရှိမရှိကိုဆက်ပြီးတော့ကြည့်ကြရအောင်။အခုတင်တဲ့တိမ်ငန်းစာရဲ့အကြောင်းအရာကငယ်ရွယ်သူအားညတာတနာဆိုတဲ့သင်ခန်းစာလေးကဘာကြောင့်ဒီသင်ခန်းစာလေးကို တို့လေ့လာကြရတာလဲဆိုရင် ကိုယ့်ရဲ့ညီလေးညီမလေးတွေကိုချစ်ချစ်ခေခေနဲ့စောင့်ရှောက်တတ်ဖို့အတွက်ဒီသင်ခန်းစာလေးကိုလေ့လာတင်ကြားရမှာနော်ဟုတ်ပြီဒါဆိုရင်ဒီပုံလေးကို ကြည့်လိုက်ကြရအောင်ပုံလေးက၄ပုံပါပါတယ်ဒီပုံလေးကိုတေချာလေ့လာကြမယ်တေချာကြည့်မယ်နော်ဟုတ်ပြီဒီပုံတက်မှာကြည့်ရအောင်ဒီညီလေးလေးကဘူးလေးကိုကင်ပြီးဘာလုပ်နေတာလဲဒါဆိုဘာလုပ်ဖို့အတွက်ဘူးလေးကိုသူကင်ပြီးတော့ ကြည်နေတာလေဘူးလေးကိုအဖုံးဖွင့်မို့ဘူးအဖုံးဖွင့်မို့အတွက် तू ဖွင့်တာမရတဲ့အတွက်အဲ तू စဉ်းစားနေချိန်မှာသူ့ရဲ့ကိုကိုကလာပြီးတော့ဘာလုပ်ပေးလိုက်လဲဖွင့်ပေးလိုက်တယ်ဟုတ်တာပေါ့အဲဒါဆိုရင်နံပါတ်1ပုံလေးကြည့်ရအောင်ဘာလုပ်ပေးလိုက်လဲမမကမမရဲ့လက်ထဲမှာဘာရည်လဲပြောင်းမှုတွေဟုတ်တယ်ပြောင်းမှုတစ်ခုကိုအလဲရနေချိုးပြီးတော့သူ့ရဲ့မောင်လေးကိုပေးလိုက်တယ်ဟုတ်တာပေါ့ နောက်3ကိုကြည့်ရအောင်နောက်3ကကြတော့ဘာလေးလဲအေးเจ้าကိုသွားကြတယ်เจ้าကိုသွားကြတဲ့အခါမှာသူ့ရဲ့ညီလေးကိုဂယူးတဆိုင်နဲ့ခေါ်နေတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကြည့်မယ်နောက်ထပ်တစ်ခုကကြပါလေအဲညီမနှစ်ယောက်ကြောင်းသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တကြောင်ထဲမှာရှိတဲ့အတန်းကြီးရအမားနဲ့အအငယ်တန်းကညီမလေးနဲ့လမ်းမှာတွေ့တဲ့အခါမှာဟုတ်ပြီနော်ဒီအငယ်ကညီမလေးက ဘာကြီးကိုကြောက်နေလဲလမ်းမှာဘသူ့ကိုတွေ့လို့ကြောက်သွားတာလဲဟုတ်တာပေါ့တတမီမီလေးတို့ရောအဲ့အကောင်ကြီးကိုတွေ့ရင်ကြောက်ကြလားမကြောက်ကြဘူးလားကြောက်ကြတာပေါ့ဟုတ်တယ်အဲ့ဒီခွေးကအဲ့ဒီခွေးတွေးတဲ့အတွက်ဒီအငယ်ညီမလေးကကြောက်သွားတယ်လန့်သွားတယ်ဒါကြောင့်မလို့ဒီအကြီးဖြစ်တဲ့မမကအငယ်ညီမလေးကိုတေချာကိူးတဆိုင်နဲ့ခေါ်နေလားမခေါ်ဘူးလား ခေါ်တယ်ဟုတ်ပြီနော်ဒါဆိုဒီပုံလေးတွေကိုနားလည်သွားပြီဆိုဆက်ကြည့်မယ်ဒီရုပ်ပုံထဲမှာပေါ်ပြထားတဲ့အတိုင်းတာတာမီမီလေးတို့ကဂယုတဆိုင်စောက်စောက်မှုမျိုးတွေလောက်ဖူးသလားစဉ်းစားကြည့်မယ်နော်စဉ်းစားကြည့်မယ်ကိုကဘသူတွေကိုလောက်ပေဘူးလေဟုတ်ပြီဘယ်သူတွေကိုလောက်ပေဘူးလဲနောက်ပြီးတော့တာတာမီမီတို့ဘယ်တော့ကလောက်ပေခဲ့ရဘူးလား အဲ့လိုလှုပ်ပေးမှုတဲ့ခါမှာတာတာမီမီလေးတို့ကအဲ့လိုလှုပ်ပေးလိုက်တယ်၊ကိုညီပေးလိုက်တယ်၊မျှဝေပေးလိုက်တဲ့အခါမှာသူတို့တွေကတာတာမီမီလေးတို့အပေါ်ကိုဘလို့တုတ်ပြန်ပါသလဲ။ကောင်းတဲ့အမှုအရာရင်းနဲ့တုတ်ပြန်တာလား၊မကောင်းတဲ့အမှုအရာရင်းနဲ့တုတ်ပြန်တာလား။စဉ်းစားကြည့်မယ်နော်။ ဟုတ်ပြီဒါဆိုရင်စဉ်းစားပြီးပြီရသွားပြီဆိုရင်ဆက်ပြီးတော့ကြည့်မယ်ကဲဒါဘာပုံလေးလဲကြည့်ရအောင်ဘယ်ထဲမှာကစားနေတဲ့ပုံလေးလဲပန်းခြံထဲမှာကစားနေတဲ့ပုံလေးပေါ့မှန်တာပေါ့ဟုတ်ပြီပန်းခြံထဲမှာဘယ်သူတွေကစားနေတာလဲဆိုတာကိုနားထောင်ကြည့်ရအောင် ပန်းကြံထဲမှာတဲ့မောင်နဲ့တီတီတို့မောင်နှမနှစ်ယောက်ကသူတို့ကစားနေကြနေရာမှာတငယ်ချင်းနေနေအတူကစားနေကြတယ်တဲ့အဲ့လိုကစားပြီးတဲ့အခါမှာမောင်နှမနှစ်ယောက်ချွတ်ထားတယ်ဖက်နဲ့ဒီမတွေ့ရတော့ဘူးတဲ့ကွယ်ဘာဒီမတွေ့ရတော့ဘူးတဲ့သူတို့ရဲ့ဖက်နဲ့ဒီမတွေ့ရတော့ဘူးတဲ့ဟုတ်ပြီအဲအဲ့ဒီအချိန်မှာ အကိုကြီးတယောက်ကရောက်လာပြီးတော့ကူပြီးတော့ရှာပေးတယ်တဲ့။ဘာလုပ်ပေးတော့ရှာပေးတယ်။ရှာပေးမိမယ်တော့လေတဲ့။ဖနက်ကမတွေ့တော့ဘူး။အဲ့ဒါနဲ့ပဲအဲ့ဒီအကိုကြီးကသူ့ရဲ့ဖနက်ကို ချုပ်ပြီးတော့မောင်မောင်စီးဖို့ပေးလိုက်တယ်တဲ့။အဲ့လိုပေးပြီးတော့တီတီလေးကိုကြတော့သူကခြိပွေ့ပြီးတော့အိမ်ထိအောင်လိုက်ပို့လိုက်တယ်ကွယ်။ ဘယ်ထိလိုက်ပို့လိုက်တော့အိမ်ထိလိုက်ပို့လိုက်တယ်အဲအဲ့လိုပဲအိမ်ထိလိုက်ပို့လိုက်တော့အိမ်ပြန်ရောက်လာတယ်သူ့ရဲ့မိမိနဲ့တွေ့ရောမိမိကနေဘာကြောင့်ဖက်နှက်ပြောက်သွားတာလဲလို့မေးတယ်တဲ့တီတီကဒီညီမလေးဖြစ်တဲ့တီတီကသူ့ရဲ့မိမိကိုဘလို့ပြောလို့ပြောအမှန်မသိဖြစ်နေလို့မှာကိုကိုဖြစ်သူမောင်မောင်ကတားကြောင်မှာမိမိ ညီမလေးကိုတောက်ခေါ်သွားတာပါဖက်နှက်ကိုချွတ်ပြီးကစားလိုက်လို့ပါမိမေရဲ့ညီမလေးမှာအပြစ်မရှိပါဘူးတော်တော်အပြစ်ပါမိမေလို့ပြောလိုက်တဲ့ကွယ်အေးအဲ့လိုပြောပြီးတော့နောင်နေတွေကစပြီးတော့မောင်မောင်ကသူ့ရဲ့မုတ်ဘိုးတွေလည်းကနေနဲနဲချင်းစီစုပြီးတော့သူ့အတွက်ကညီမလေးတီတီအတွက်ပါဖက်နှက်ဝယ်ဖို့စိတ်ကူးလိုက်တယ်တဲ့ မောင်မောင်ကညီမလေးကတော့တဲ့ကို့မုတ်ဘိုးကိုမုတ်ဝယ်စားပါတဲ့ညီမလေးအတွက်ကိုကိုစုပေးမယ်လို့ပြောလိုက်တဲ့ကွယ်ညီမလေးအပေါ်ဂယူးဆိုင်တက်တဲ့ကိုကိုကိုတိတ်ကျေစုတင်နေတနေ့တီတီတနေ့မှာတီတီတို့မောင်နှမနှစ်ယောက်ကတငယ်ချင်းနေနဲ့အတူကျောင်းအပြန်လမ်းမှာမိုးတွေရွာနေတယ် မိုးရေတွေလည်းဆူဆွဲကုန်ပြီအဲ့ဒီအချိန်မှာအမကြီးတယောက်ကလေမောင်လေးနဲ့ညီမလေးတို့ပိုနာကတဲတဲမှာခဏမိုးခိုကြရအောင်လာကြလာကြဆိုပြီးတော့မိုးနေနေဆဲမှာပြန်ကြမယ်နော်ဆိုပြီးလှမ်းခေါ်လိုက်တယ်တဲ့မိုးဆုံနေတဲ့တီတီတို့အားလုံးရဲ့ခေါင်းတွေကိုအဲမမကစပင်းတွေကိုခြောက်အောင် သူ့ရဲ့လွယ်အိတ်ထဲကပေါ်ဝါလေးကိုထုတ်ပြီးတော့တရွတ်တရတုတ်ပေးလိုက်တဲ့ကွေအဲ့လိုတုတ်ပေးတဲ့အခါမှာမိုးလဲဆဲသွားတော့မှတီတီတို့တွေကိုအိမ်ပြန်လိုက်ပို့ပေးပါတယ်တဲ့တီတီရဲ့စိတ်ထဲမှာအဲ့ဒီအမကြီးရဲ့အပြုတ်အမှုတွေကိုစွဲကြံနေရခဲ့တော့တဲ့ကွေဒါလေးကတော့ငယ်ရွယ်သူအားညာတာတနာဆိုတဲ့ပုံမြင်လေးကို ပြောပြခြင်းဖြစ်ပါတယ်။ကဲဒါဆိုရင်တတမီမီလေးတို့ရေဒီပုံမြင်လဲရလို့ပဲတတမီမီလေးတို့ကဒီလိုဖြစ်ရမျိုးတွေ ਨੇ ကြုံဘူးကြလား။ကြုံဘူးတဲ့သူလည်းရှိမယ်မကြုံဘူးတဲ့သူလည်းရှိမယ်။ဟုတ်ပြီဒါဆိုရင်ကြုံဘူးတဲ့သူတော့မကြုံဘူးတဲ့ရတဲ့သူ ကြုံဘူးတဲ့သူကလည်းဒီပုံကြီးလေးကိုနားထောင်ရင်းကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့အတူပေါင်းဆက်ပြီးတော့မိကုံးလေးတွေဆက်ဖြည့်ပေးမယ်။မကြုံရသေးတဲ့သူက မကြုံဘူးသေးတဲ့အဲတတမီမီလေးတို့ကလည်းဒီပုံမြင်လေးကိုနားထောင်ပြီးဒီပုံမြင်လေးတွေကအဆိုရင်ဘလို့ဖြစ်နိုင်လဲဆိုတဲ့အကြောင်းအရာလေးနဲ့ဆက်ဆက်ပြီးတော့မေကူလေးတွေဖြည့်ကြည့်ရအောင်နော်ဟုတ်ပြီဘလို့မေကူလေးတွေလည်းဒီမှာဆိုရင် အောက်ပါဖြစ်ရတွေမှာကို့ထဲငယ်သူတွေကိုဘလို့ဂယူးဆိုင်ကြမလဲဆိုပြီးတော့ဖြစ်ရ1ဖြစ်ရ2ဖြစ်ရ3ဆိုပြီးတော့မေကွန်လေးသုံးခုမေးထားပါတယ်ဖြစ်ရ1ကဘာလဲဆိုရင်အိမ်စာလုပ်နေချိန်မှာကို့ရဲ့ညီလေးညီမလေးတွေသူတို့နားမလဲတဲ့စာတွေကို ရှင်းပြခိုင်းတယ်ပြောပြခိုင်းတယ်ဆိုရင်တာတာမီမီလေးတို့အနေနဲ့ဘလို့လုံးမလဲ စဉ်းစားကြည့်မယ်နော်ဟုတ်ပြီနောက်ဖြည့်ရက်နှစ်မှာဆိုရင်ကို့ထဲငယ်တဲ့ကလေးလေးတယောက်ကငိုနေတာကိုတွေ့တော့သွားချော့တဲ့အခါမှာအဲ့ဒီကလေးလေးကလာမချော့နဲ့ဆိုပြီးတော့ကို့ကိုပြန်ပြီးတော့ထူတယ်ရိုက်တယ်အနာရှိတာတွေနဲ့ကောက်ပေါက်နေတယ်ဆိုရင်တတမီမီလေးတို့ကဘယ်လိုတုတ်ပြန်မှုမျိုးကို လုပ်မလဲ စဉ်းစားကြည့်မယ်နော်စဉ်းစားကြည့်မယ်ဟုတ်ပြီနောက်ထပ်ဖြည့်ရက်၃လေးကိုကြည့်ရအောင်ဖြည့်ရက်၃လေးကဘာလဲဆိုရင်တခါတရံမှာကို့ထဲငဲတဲ့ညီလေးညီမလေးတွေပြောတဲ့စကားကမပီလို့နားမလည်ဘူးဆိုရင်ဘယ်လိုလုပ်မလဲဟုတ်ပြီနော်စကားလေးတွေပြောတာသူတို့ပြောတာကိုထက်ခါထက်ခါမေးနေတယ်နားကလည်းမလဲထက်ခါထက်ခါလည်းမေးရဒါဆိုရင် ကလေးလေးတွေကိုညီမလေးလေးတွေပြောတဲ့စကားမပြီးလို့နားမလဲတာဆိုရင်တာတာမီမီလေးတို့ကဘယ်လိုမျိုးတွေဘယ်လိုပုံစံမျိုးလုပ်မလဲစဉ်းစားကြည့်မယ်နော်ဒါဆိုရင်ဖြည့်ရက်တီးဖြည့်ရက်နေ့ဖြည့်ရက်သုံးကိုစဉ်းစားပြီးပြီလို့ထင်တယ်ဟုတ်ပြီအဲ့လိုစဉ်းစားပြီးပြီဆိုရင်နောက်ထပ်ဆက်ကြည့်မယ်ဘယ်လိုမေးခွန်းမျိုးလေးတွေလာမလဲဆိုတော့ အေးဒါလေးတွေကတော့တတမီမီလေးတို့တူးချင်းပဲဖြစ်စေအုပ်စုလိုက်ပဲဖြစ်စေစဉ်းစားပြီးတော့ရေးကြရမှာဖြစ်ပါတယ်။ကဲအခုတိကျတင်တဲ့အကြောင်းအရာလေးတွေကတော့ကြည်နေတဲ့တတမီမီလေးတွေကကိုယ်တိုင်ဆစ်စတာရီလေးတွေလုပ်တဲ့အတွေ့ကို့အိမ်မှာကိုဒီသင်ခန်းစာလေးကို ကြည်ပြီးတော့ကိုယ်တိုင်စဉ်းစားရတာလေးတွေကိုယ်တိုင်စဉ်းစားမိတာလေးတွေကိုရေးကြည့်ပြီးတော့အဲလာထပ်ပေးမယ်နော်။ ဟုတ်ပြီဘလို့မေးခွန်းမျိုးလေကြည်ရတဲ့အိမ်ကတဲ့ကို့ထင်ငယ်တဲ့သူကိုဘလို့စောက်ရှောက်ပေးဘူးပါတလေကို့အိမ်မှာရှိတဲ့ညီလေးညီမလေးဒါအငယ်တွေကိုဘလို့စောက်ရှောက်ပေးဘူးပါတလေတဲ့ဟုတ်ပြီနော်နောက်နံပါတ်2ကို့ရဲ့အိမ်နီးနာချင်းငယ်ရွယ်တဲ့သူတွေကိုဘလို့စောက်ရှောက်ပေးဘူးတလေတဲ့နောက်နံပါတ်3ဇလန်းတဲ့က ဘယ်သူတွေကိုအအကြဆုံးလဲခုနလေးကပြောလိုက်တဲ့ငယ်ရွယ်သူအားညတာတနာဆိုတဲ့ဇလန်းလေးကဘယ်သူကိုအအကြဆုံးလဲဘာကြောင့်လဲနောက်နံပါတ်၄အချက်ကလေးရကြတော့မိမိထဲငယ်တဲ့သူတွေကိုစောက်ရှောက်မဲ့ဆိုရင်ဘာတွေလုပ်ရမလဲဘာတွေမလုပ်ရဘူးလေဟုတ်ပြီနော်တေချာစဉ်းစားပြီးတော့ရေးကြည့်မယ်နော်နောက်နံပါတ်၅က ကျောင်းလာကျောင်းလာစဉ်လမ်းမှာကိုနဲ့အတူငယ်တဲ့သူကိုစောက်ရှောက်ခဲ့ဘူးတဲ့ဖြစ်ရက်တစ်ခုကိုတတမီမီလေးတို့ပြောပြနိုင်မလားဒီအချက်ကလေးကစောက်ရှောက်ပေးဘူးတဲ့သူလဲရှိမယ်စောက်ရှောက်မပေးဘူးတဲ့သူလဲရှိမယ်စောက်ရှောက်ပေးဘူးတဲ့ဆိုရင်စဉ်းစားပြီးတော့ထည့်ရည်မယ်နော်ဟုတ်ပြီနောက်နံပါတ်6ကမိမိထဲငယ်ရွယ်သူတွေအခက်အခဲတွေတွေ့နေတယ်ဆိုရင်ဘယ်လိုဂယူးဆိုင်ပေးမလဲ ို့ထဲငယ်တဲ့ညီလေးညီမလေးတွေကမောင်ညီလေးညီမလေးတွေမောင်လေးလေးတွေကအခက်အခဲတွေတွေ့နေတယ်ဆိုရင်တာတာမီမီလေးတို့အနေနဲ့ဘလို့ဂယူးဆိုင်ပေးမလဲစတဲ့အချက်ကလေးတွေကိုတေချာစဉ်းစားပြီးတော့တာတာမီမီလေးတို့ရေဖြည့်ကြည့်ကြရအောင်နော်။အเจ้าအရာကဘာလဲဆိုရင်ငယ်ရွယ်သူအား မြတ်တာတနာဆိုတဲ့သင်ခန်းစာလေးကိုတင် जा ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီသင်ခန်းစာလေးကို အဆုံးထိကြည့်ရှုပြီးတဲ့အခါမှာတတမီမီလေးတို့ပဲဖြစ်စေ၊ပြပြမေမေတို့ပဲဖြစ်စေ၊တတမီမီလေးတို့ပဲဖြစ်စေ၊မေမေတို့ပဲဖြစ်စေ အကျိုးတစုံတရာတစ်ခုရသွားမယ်လို့တော့ထင်ပါတယ်နော်။အကျိုးရှိတဲ့ဆိုရင်လည်း comment မှာအကျိုးရှိတဲ့အကြောင်းလေးတွေရေးသွားပြီးတော့ like and share လေးတွေလုပ်ပေးဖို့ တောင်းဆိုပါရစေ။ဂျေစုများကြီးတမားတယ်ရှင်။နောက်သင်ခန်းစာဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါနော်။